င်းတင်ဆက်ပေးခြင်းတဲ့တင်ရအကြောင်းအရာတွေကတော့ဒီဘက်စီစီအောင်ပွဲတော့နိုင်စားတော့ကများလူတလောက်ချောင်းချပေးနေဆိုရတဲ့အမဆန်မီလုပ်ငန်းများနဲ့ဆန်းဆန်းလုပ်ငန်းများကိုစက်တန်း900အထိချေခွေထုတ်ချိန်မီဆိုရတဲ့ ကမ္ဘာဆက်ရုံအိုလံပစ်ပြိုင်ပွဲတွင်ပထမဆုံးရရှိခဲ့သူ၃ဦးကို KBZ ပေးကစူချင်းမြင့်မီဆိုတဲ့တဲ့။နိုင်ငံတကာသတင်းပုံအနေနဲ့တရုတ်နေမိသားစုကဲသူဆက်ဆံရေးဆက်လက်တည်မြဲရန်ထိုင်းဝန်ကြီးချုပ်တစ်ဆန္ဒရှိဆိုတဲ့တဲ့။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့မြေပဲစီစေးရောင်းပွဲတော်၌စားသုံးသူများလူတလောက်ရောင်းချပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကြည်ရင်းစီစံများသတင်းချိုဈေးရောင်းပွဲတော်ကိုရန်ကုန်မြို့မှာ၃ရက်ကြာကျင်းပသွားမှာဖြစ်ပြီးစားသုံးသူတွေလိုတလောက်ရောင်းချပေးသွားမယ်လို့မြန်မာနိုင်ငံစီးဆက်ပိုင်ရှင်များအတင်းခါသိရပါတယ်။အဆိုပါပွဲတော်ကိုမြန်မာနိုင်ငံစီးဆက်ပိုင်ရှင်များအတင်းခါကြီးမှုပြီးအော်တိုဘားလ၃ရက်နေ့ကနေ၃ရက်နေ့အထိရန်ကုန်မြို့လမ်းမတော်မြို့နယ်မြန်မာနိုင်ငံကုန်တယ်ဆက်မှုအတင်းချုပ် UMFCCI နဲ့ရန်ကင်းမြို့နယ်ရန်ရှင်းလမ်းမပေါ်မှာရောင်းချပေးသွားမယ်လို့ဆိုပါတယ်။ ပြည်တွင်းစီစံများသတင်းချိုဆေးအောင်ပွဲတော်ကျင်းပမဲ့ UN ချက်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံစီစံပိုင်ရှင်များအသင်းဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဦးကရန်ကုန်မီဒီယာဂရုကိုကုလိုပဲပြောပါထိဒီသက်ကြီးရကြတော့သက်ကြီးကြီးလို့ပဲသာသနာ့ကြီးကိုပြည်သူမှလည်းထုတ်လို့ထုတ်နိုင်အောင်ကြိုးစားနေရဆိုတဲ့ပေါ်ဆောင်တဲ့သေယုဒ္ဓရာနဲ့ဒီကစာရောက်တာပေါ့နော်အဲ့တော့ ။အခြားကြော်ကြက်တွေကတော့ဒီဒီလစ်စီဒီဒီဈေးကွက်တွေတရရရှိမှာပေါ့။အမှန်တရား။နောက်တစ်ချက်ကဒီသာသာဘုံတွေဒီကြောက်ရည်တွေကိုဟိုညံ့ညစားနေကြတဲ့အနေအထားတွေမှာကျွန်တော်တို့ဒီပြည်သူတို့မပြောပါဘူးဘာလို့ဒီလိုနေနေဒေတာဗီးတွေကိုသာသာဘုံနဲ့တမိစရိုက်အဲကျန်နေပြီးတော့ပေါ်ဆောင်လာအောင်ပေါ့။ဒါပေါ်တော့လည်းဒီမှာ ဟိုအချောင်းလုံးလို့ဒေလိုဒီယုံလို့စားနိုင်တဲ့အေကာအာရှိနေတယ်အခုအချိန်ကာလမှာဒါဒီလေလေဟိုဒီသားတွေမှာဓာတ်ကြီးသိနာပေါ်ကြီးဖြစ်တဲ့အတွက်ဒေသတိုင်းလိုဖြစ်တဲ့အတွက်အမြဲတမ်းဒီကိုလည်းအဲဒီမှာသာဝန်ကြီးတွေမပွင့်ပေါ်နေရောက်ချပေးနေတာဖြစ်တဲ့သတိသာသမီတွေဒီလိုတော့ဒီလိုဒီနာရီကြားနေဒီကိုအဲဒီလိုတက်တဲ့ကာလမှာရောက်ချနေတဲ့ဟိုသာသမီတွေကြီးတွေကြက် အဲဒီရွက်ချက်တွေနဲ့လောက်ကြတယ်လို့ပြောနိုင်ပါတယ်တလောမှာစီထွက်တီးနံကုန်ချမ်းပေါ်များချိန်စီစေးများကြဆင်းနေခါပြိပတင်သွင်းစီတွေနဲ့ဈေးနှုန်းကွာဟချက်နေပါနေတာကြောင့်စားသုံးသူတွေဝယ်ယူဖို့လဲရွယ်ပြီးလူတလောက်ရောင်းချပေးသွားမယ်လို့ဦးထွန်းထွန်းဦးကအခုလိုဆက်ပြောပြထားပါတယ်။အတော့ဒီတလိုက်အဲအဲဒုစားသုံးသူတွေအတွက်ဟိုရောင်းချပေးတယ်ဒါဒီ ကိုယ်ပြီးတော့လေအဲဒါဟုတ်တခါတမ်းနေပြီးတော့တစ်ခါအဲကျန်တဲ့ဆက်ကြည့်ရောက်ချမဲ့သူတွေအတွက်လည်းကျွန်တော်တို့ကအသက်ဆိုင်ရာတိုင်းပြည်သားတွေအတွက်မှအဲရန်ကုန်ပြည်ဟိုတိုင်းရောပို့ပြီးတော့အကြောက်ကြပေးဖို့အစီအစဉ်တွေပါပါတယ် အဆိုပါဆေးရောင်ပွဲတော်မှာရန်ကုန်မန္တလေးစကိုင်းမကွေးစားထည်တိုင်းတွေကနမေရမြေပဲနှမ်းလေးချစီတွေကိုတပိတ်တာ16500နှုံးနဲ့ရောင်းချပေးမှဖြစ်ပြီးစီပိတ်တာချိန်အကန့်အသတ်မရှိဝယ်ယူခွင့်ပြုသွားမယ်လို့ဆိုပါထည်လရှိမှာပြည်တွင်းစီဆက်80ရာခိုင်နှုန်းအထိလက်ပတ်နေပြီးရင်းစီဆက်တွေကနေတလားကိုမြေပဲစီတန်းချင်း၄000လောက်ထုတ်လုပ်နေပြီလို့လည်းသိရပါထဲရှင်။ ဒုတိယသတင်းပုဒ်အနေနဲ့အမန်ဆမ်မီလုပ်ငန်းများနှင့်ဆန်းဆက်လုပ်ငန်းများကိုချက်တန်း900အထိချင်းဝေထုတ်ချင်းမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အသေးစားအငယ်စားနယ်အလက်စားစီးပွားရေးလုပ်ငန်းများ MSMB နဲ့ဆန်းဆက်လုပ်ငန်းများကိုစက်တန်း900အထိချင်းဝေထုတ်ချေပေးသွားမယ်လို့သိရပါတယ်။အဆိုပါချင်းဝေတွေကိုဗန္နာရေးနေအခွန်ဝန်ကြီးဌာနလက်အောက်ရှိမြမစီးပွားရေးဘဏ်မှချင်းဝေမူဝါဒနဲ့ကိုင်ညီမှုရှိတဲ့လုပ်ငန်းရှင်များတို့တတသောအတူနှုံနဲ့ထုတ်ချေပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ချင်းဝေထုတ်ချေရမှာဂျကာ MSMB 2 step လုံးချင်းဝေစနစ်နဲ့အများဆုံးချက်တန်း900 MSMB ဖွံ့ဖြိုးတိုးတက်ရေးချင်းဝေစနစ်နဲ့အများဆုံးချက်တန်းတရာအထိမြမစီးပွားရေးဖန်ခရိုင်ဖန်ခွဲမျိုးနဲ့ဖန်ခွဲတွေမှာရှောက်ထားရယူနိုင်မှာဖြစ်ပါတဲ့ ဒါကြောင့် MSME လုပ်ငန်းတွေနဲ့စမ်းစက်လုပ်ငန်းရှင်တွေအနေနဲ့လိုအပ်တဲ့ဆက်ပစ္စည်းတွေကိုပြပမှမာယူတင်သွင်းလိုခြင်းလုပ်ငန်းများပုံမိုးတိုးချဲ့လိုခြင်းအတွက်ချင်းဝေများရယူနိုင်တယ်လို့သိရပါတယ်ရှင်ကမ္ဘာစရုပ်အိုလံပစ်ပြိုင်ပွဲတွင်ပထမဆုံးရရှိခဲ့သူ၃ဦးကို KPZB ကစုချင်းမြင့်မြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကမ္ဘာစစ်ရုပ်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲမှာပထမဆုရရှိခဲ့တဲ့ We are Genius မြန်မာအသင်းကလူငယ်၃ဦးကို KB စပေးကစုချီးမြင်ပေးသွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။စုချီးမြင်ရှာမှာစုရလူငယ်များရဲ့ဆက်လက်လေးလာမဲ့ပညာရေးခရီးလမ်းတွေမှာအထောက်အကူပြုဖို့အတွက်ចောင်းသားတဦးချင်းစီကို American Dollar 1000 iPhone 17 Pro Max နဲ့ ASUS ROG Strategy 60ကိုပေးအပ်သွားမယ်လို့ဆိုပါတယ်။ ကိုဘာဆက်ရောက်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲကိုဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာစက်တင်ဘာလ18ရက်ကနေစက်တင်ဘာလ23ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပြီးနိုင်ငံပေါင်း24နိုင်ငံကအဖွဲ့ပေါင်း108ဖွဲ့ပါဝင်ရှင်ပြိုင်ကြတာဖြစ်ပါတဲ့ အဆိုပါပြိုင်ပွဲမှာမြမကလေးငယ်တွေဖြစ်တဲ့မိုးပြေဆုံးကျော်ကျော်ဖုံးခန့်စုံနဲ့ညံကိုတို့ကအနာကက်စမ်းတဲ့တီထွင်သူပြိုင်ပွဲအငယ်တန်းပွဲစဉ်မှာ AI ရအုံပြူရှားဖွေကဲဆဲရေးစက်ရုပ်ကားနဲ့ပထမဆုရရှိခဲ့တာဖြစ်ပါသေးလို့သိရပါသေးရှင်။နိုင်ငံတကာသတင်းပုံလေးနဲ့တရုတ်နှင့်မိသားစုကဲ့သို့ဆက်ဆံရေးဆက်လက်တည်မြဲရန်ထိုင်းဝန်ကြီးချုပ်တင်ဆန္ဒရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းဝန်ကြီးချုပ်တဲ့အနုတင်ချဝီရာကိုကတရုတ်နဲ့ရေရှည်တည်တန်းအထည်မိသားစုဆက်ဆံရေးခိုင်မြဲရန်မျှော်လင့်ချောင်းပြီးခဲ့တဲ့အင်္ဂါနေ့ကတရုတ်မီဒီယာဂရု CMG နဲ့ဘန်ကောက်အင်တာဗျူးမှာပြောကြားခဲ့ပါအထည်ယခုနှစ်ဟာထိုင်းနယ်တရုတ်ချောင်းဆက်ဆံရေးထူထောင်ခြင်းနှစ်90ပြည့်အထိုင်းအမှတ်ဖြစ်ပြီးအမန်တကယ်ထော့နှစ်ပေါင်းများစွာထဲကကြာမြင့်ခဲ့ပြီးဖြစ်ပါအထည် နနိုင်ငံချားမိသားစုကဲ့သို့ဆက်ဆံရေးတန်ရောစဉ်ထောက်ရတိမြဲပါစေလို့အမှုထင်းက CMG ကိုပြောခဲ့ပါထိတ်အခမ်းအနားမှာ ထိုင်းဝန်ကြီးချုပ်ကတရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကိုအတိအမှတ်ပြုချောင်းကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးချမ်းသာကြွယ်ဝရေးတည်ထောင်ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ရေးတို့မှတရုတ်ရဲ့အရေးပါမှုကိုသိရှိချောင်းပြောသွားပါထိတ်တရုတ်နယ်အသူမိတ်ဆွေမိတ်ဖက်များအဖြစ် အပြန်အလှန်ပံ့ပိုးရပ်တည်နေရခြင်းကို ထိုင်းသူမျိုးတွေဂုံယူနေကြကြောင်းထိုင်းတရုတ်ဆက်ဆံရေးကမိသားစုကဲ့သို့ရှင်းဒီကထိုင်းလူမျိုးတန်ပေါင်းများစွာကတရုတ်နယ်အတူယဉ်ကျေးမှုဆက်နွယ်မှုများမျှဝေနေထိုင်ကြကြောင်းဆိုပါတယ်တရုတ်အနေနဲ့ဆက်လက်ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံဆက်ဆံရေးရရှိသည့်မြေဘဝအတွက်အယူသားဆုံးဆန္ဒရှိကြောင်းပြောသွားပါသေးလို့သိရပါသေးရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြီးစုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျွန်မကတော့မြန်မိုးထပ်ပါ။